မိတ်ဆွေများစွာမင်္ဂလာပါမိတ်ဆွေများအတွေ့အမြဲတမ်းကြိုးစီရာအကောင်းဆုံးရာများဝတာရွေးချယ်တင်ဆက်လေ့ရှိတဲ့ကျွန်တော်တို့ရဲ့ပရိသတ်မောင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေကိုနေသားသမီးများအားလုံးပြေးပရာတွေဝေးကွာကြပါစေကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေအလောက်ကန်စည်းဝါးများလည်းအဆစာရာရာအဆင်ပြေတိုးတက်အောင်မြင်နိုင်ကြပါစေအထူးအားဖြင့် November မှာလိုချင်တာတွေအားလုံးပြည့်စုံနိုင်ကြပါစေလို့ရှေးဥစွာ သွန်လောင်းမြတ်တာပို့တာပါရခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ပရိသတ်ဘော channel ကနေပြီးတော့အိတ်ဆွေများအတွက်တင်ဆက်ပေးမှာကတော့2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတလစာမိတ်ဆွေဘုရုရာဟုသားသမီးများအတွက်ဟောစရံကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောစရံကတော့မန္တလေးရွှေမြို့တော်မှာဘေရင်ဟောစရံအရာမှာရမ်းမှန်တယ်လို့ပြောကြတဲ့ဆရာကြီးဦးမင်းသူရာကိုရိုင်းတွက်ချက်ဟောထုတ်ထားတဲ့ဟောစရံနဲ့ကအကြောင်းအရာတွေပဲဖြစ်ပါတယ်မိတ်ဆွေဘုရုရာဟုသားသမီးများ စတမီငင်းရန်ရည်ရွယ်ချက်နဲ့ဆရာကြီးကဟောစရံကိုအစီအစဉ်7ချက်နဲ့တင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီဟောစရံထဲမှာမိษွေတို့အတွက်ဟောစရံအနစ်ချုပ်စီပွားရေးလူမှုရေးပညာရေးအခြေရေးအင်တော်ရေးကျမ်းမာရေးအသက်ပိုင်းခြားဟောကိန်းအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စအကျိုးပေးဟောကိန်းနဲ့ရရရအစီအစဉ်ဒီအကြောင်းအရာမျိုးစုံ ပါဝင်ပါတယ်ခင်ဗျာ။ဟောစရံအနစ်ချုပ် မိတ်ဆွေဘုရုရာဟုသားသမီးများအတွက်နိုဝင်ဘာလ17လပိုင်းမှာကန်ဇာတာအနှစ်ကျုံအနေနဲ့ပြောရရင်ပေါ်ထွန်းလာတဲ့အကြံဉာဏ်များဆောင်ရွက်လိုတဲ့ကိစ္စရပ်များရှေ့တို့လောက်ကန်ဆောင်ရွက်ရင်းနဲ့ဘဝတလန်းများရရှိနိုင်ပါတယ်အပြန်ဆိုင်နေကြားကနေပြီးတော့ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်တက်တည်တွေကြောင့်တိုးတက်အောင်မြင်တဲ့ဘဝကိုရရှိနိုင်ပါတယ်ထူးခြားနေ့ရက်နေအပြင်2025ခုနှစ် နိုဝင်ဘာလ12ရက်ကနေပြီးတော့25ရက်အတွင်းမှာဆင်းရဲဒုက္ခရောက်သောရုပ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အိန္ဒိယပြည်ပခါများကြုံတတ်ပါတယ်။နှစ်ဘက်မိဘများရဲ့ကျန်းမာရေးကိစ္စရများ၊ကုညီပံ့ပိုးနေရတဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။အခွင့်အရေးယူသူတွေနဲ့လည်းကြုံရတတ်ပါတယ်။လိင်ညာလှည့်စားတတ်တဲ့ပုံကူမျိုးတွေနဲ့ဆောင်ရတတ်ပါတယ်။ညီကိုမနမအချင်းချင်းစကားရများရတဲ့မျိုးတွေလုပ်ငန်းကွန်မှာပြိုင်ဘက်တွေပေါ်နေတာမျိုးတွေကြုံရပါလိမ့်မယ်။အနောက်ရှက်ကြောင့်စီးပွားရေးထိခိုက်လာနိုင်ပါတယ်။ လုပ်ငန်းကိစ္စများအတွက်တနင်္လာသားသမီးခြားသာပရိသားသမီးများနဲ့လောက်ကန်ဆောင်ရွက်ခြင်းများအထူးကြိုးစားဖို့လိုအပ်ပါတယ်။လူစုလူဝေးနဲ့ပွဲလန်းသဘင်များအပျော်ပါလိုက်စားခြင်းများအဲ့ဒီအပျော်ပါတွေကိုစိတ်ဝင်စားမှုစိတ်လိုလိုက်မှုများရှောင်ရှားတင်ပါတယ်။ဘုရားတရားကိုပို့လို့တင်တဲ့ချိန်ကာလဖြစ်ပါတယ်။အစစာရာရာအစဉ်ပြေလာပါလိမ့်မယ်။တက်ကြီးစကားတက်ငယ်ကြဆိုတဲ့ကဲ့သို့မိမိတို့ထက်အသိပညာကျော်ဝသူတို့ရဲ့စိုးစိုးမှစကားကိုမပယ်ရှားတင်ပါမှု။စီပွားရေး မိတ်ဆွေဘလို့ရာဟုသားသမီးတို့အတွက်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အလုပ်ကံခွန်းလန့်ပါပွဲရုံလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပညာရေးဝဆောင်မှုလုပ်ငန်းတွေကနေပြီးတော့ဒီလမှာအကျိုးပေးပါလိမ့်မယ်ဆက်သုံးစီရောင်းဝယ်ခြင်းအစုရှယ်ယာလုပ်ငန်းများအမျိုးသမီးများအတွက်ဖန်ရှင်ဆိုင်ဖွင့်ခြင်းအလှကုန်ပစ္စည်းများရောင်းဝယ်ခြင်းဖန်ဒီလုပ်ငန်းများလုပ်ကံဆောင်ရွက်ခြင်းကမိတ်ဆွေတို့အကျိုးမြတ်များရရှိပါလိမ့်မယ်လူမှုရေးလူမှုရေးအခန်းကဏ္ဍမှာတော့ကာလအတန်ကြာမတွေ့ရတဲ့မိတ်ဆွေရင်းချတွေနဲ့ပြန်လည်စုံစည်းရတတ်ပါတယ် မိဟောင်းငယ်ပေါင်းနေကိုနဲ့ရွာသူရတ်သူမြို့သူရွာသူတငယ်ချင်းဟောင်းနေနဲ့နှိစီလာမြမတွေ့ရသူတွေနဲ့တွေ့ဆုံပြီးတော့အကူအညီတွေလည်းရရှိနိုင်ပါတယ်မိမိဘဝကိုပြောင်းလဲပေးနိုင်တဲ့အချိန်ကာလမျိုးသူတို့ကအကူအညီပေးပါလိမ့်မယ်အင်ချမ်းမြေကိစ္စအတွက်အငင်းပွားမှုတွေဖြစ်လာနိုင်ပါတယ်သို့တော်လည်းပဲညှိနှိုင်းဆွေးနွေးမှုကြောင့်စသာရရအဆင်ပြေလာပါလိမ့်မယ်ပညာရေးပညာရေးခန်းကန္တမှာတော့ပညာတကုလေးလာရမှာစူးစူးဆိုင်ဆိုင်နဲ့နဲ့ရှာရှာ လေးနဲ့စွာတံပို့ထားပြီးတော့လေ့လာတတ်ပါတယ်။ယာဒူတို့ရာဘွဲလွန်စာမှုဝဲများပြေဆိုရာအခွင့်ရရရှိပါကအကျိုးတင်ပြင်ဆင်မှုများဆောင်ရွက်ထားတတ်ပါတယ်။စက်မှုလက်မှုဤပညာများသင်ယူလေ့လာခြင်းအတတ်ပညာပြပပညာရလေ့လာနေသူများဒီလမှာလိုရာပန်းတိုင်တို့ရောက်ရှိနိုင်ပါတယ်။အခြေရင်းနဲ့အိမ်တော်ရေးဒီကန်းကန္တမှာတော့မိတ်ဆွေဘုရုရာဟုသာသမီများမေတ္တာရေးအခြေရင်းမှာစမ်းပွင့်နေပါလိမ့်မယ်။တစ်ဖက်သက်အခြေရင်းမျိုးနဲ့လည်းကြုံရတတ်ပါတယ်။ နှလုံးသားမှာဖူးပွင့်လာတဲ့မေတ္တာရဲ့ကိစ္စရများမြေတို့ပင်အခက်အခဲတွေကြုံနေစေကမူဒီကာလမှာအချစ်သူရဲ့ကောင်းကြီးဖြစ်နေပါလိမ့်မယ်။အပြန်အလှန်နားလည်ခွလွတ်မှုတွေရှိပြီးတော့ချစ်မှုရေးရာမှာသာယာကြည်နှုမှုတွေခံစားနေရပါလိမ့်မယ်။မိသားစုရေးမှာသားသမီးအိမ်တော်ရဲ့ကိစ္စကြောင့်စိတ်တော်ရာကွယ်လွတ်မှုတွေကြုံတွေ့လာနိုင်တော့လဲပဲနောက်ပိုင်းမှာတော့အဆင်ပြေသွားနိုင်ပါတယ်။သားသမီးနဲ့ပတ်သက်တဲ့တရင်ကောင်းတွေကြားရပါလိမ့်မယ်။ကျမ်းမာရေး ကျမ်းမာရေးပိုင်းမှာတော့မိတ်ဆွေဘုရုရာဟုသာသမီများအသေးယောဂါစီယောဂါအင်္ဂါသက်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တတ်တဲ့ယောဂါတွေကြီးပေါင်းလေနဲ့ပတ်သက်တဲ့ယောဂါများဂရုစိုက်ဖို့လိုအပ်ပါတယ်အသက်ပိုင်းကြောခဲ့မိတ်ဆွေဘုရုရာဟုသာသမီများဟာဒီအချိန်မှာအသက်၄နှစ်18နှစ်29နှစ်46နှစ်58နှစ်အရွယ်ထဲရောက်နေမယ်ဆိုလို့ရှိရင်ကန်စာတာနှင်းငယ်ညံ့နေပါတယ်ကိုကနေပြီးတော့သင်္သလိုပြုမှုနေထိုင်ခြင်းအပျော်ပါလောင်းကစားဖက်ပြီးတော့ အဲ့ဒီပြောပါလောင်းကစားတွေနဲ့အချိန်ကုန်နေခြင်းတို့ကြောင့်ကျန်းမာရေးမှာထိခိုက်လာနိုင်ပါတယ်အတွေးလွန်တဲ့ပြဿနာကြောင့်အိမ်မပြောတဲ့ယောဂါရတတ်ပါတယ်ရေကန်ချောင်းမြောင်းအင်းအိမ်မြင့်နေရာတွေမှာအထူးသတိထားနေထိုင်ရပါမယ်လူငယ်လူပြိုအပြိုများနဲ့ကလေးသူငယ်များအထူးကယူဆိုင်တင်ပါတယ်ပြပမှာရောက်ရှိနေတဲ့စက်မှုလက်မှုလုပ်ငန်းများလောက်ကင်နေသူများမတော်တဆထိခိုက်မှုတွေဖြစ်တတ်ပါတယ်သတိထားဖို့လိုအပ်ပါတယ်နေဆက်နဲ့နေမြေမအေးချမ်းတဲ့နေရာတွေသမှာရောက်ရှိနေတဲ့ပုံကိုယ်တွေဒီလမှာ လောက်ချံခံရမှုတွေကျွမ်းအားတတ်ပါတယ်။ရန်ညိုးရန်စားရှိခဲ့တဲ့ပုံကိုယ်တွေရန်ညိုးအောင်ရှိခဲ့တဲ့ပုံကိုယ်တွေရန်သူတွေပေါ်လာပြီးတော့ရှေ့လေးလာလောက်ကကိုယ်နဲ့ပြဿနာဖြစ်ခဲ့မှုတွေသူရဲ့လောက်ချံခြင်းကိုခံရတဲ့အနေအထားမျိုးကျုံလာတတ်ပါတယ်။သတိကြည့်စွာထားဖို့လိုအပ်ပါတယ်။စနေနံအကျိုးမပေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့စနေနံနဲ့ပတ်သက်ပြီးတော့ခက်ရန် ထိခိုက်တွေကြုံတတ်ပါတယ်။ဒုဒ္ဒါလက်နက်တွေထူထူပြရမှာဖြစ်ပါတယ်။ လုပ်ငန်းတခုမပြည့်ပြတ်မီမှာအခြားလုပ်ငန်းတခုလုပ်ရန်အခြေအနေမျိုးတွေမကြကနာကျုံလာပါလိမ့်မယ်သတိပြုဖို့လိုအပ်ပါတယ်နေရာအပြောင်းလဲရွှေ့တွေဖြစ်တတ်ပါတယ်အလုပ်ထဲမှာစိတ်မပါလက်မပါဖြစ်ပြီးတော့ညှင်းငွေမှုတွေပင်မမှုတွေကြောင့်ပြောင်းလဲခြင်းဆက်စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်အိမ်တော်ရေးမှာ ဖောက်ပြန်မှုတွေကျုံလာတတ်ပါတယ်အိမ်တော်ရေးမှာပို့ပြီးတော့မထင်မှတ်တဲ့ အညံ့အခိုက်တွေဝင်နေတတ်ပါတယ်။ယောဂဝေဒနာတွေလည်းခံစားရတတ်ပါတယ်။ဒီကလမှာအဲ့ဒီအသက်ပန်းချရှိတဲ့ပုံကိုယ်တွေအထုကယူပြူနေတိုင်းသင့်ပါတယ်။ဘာသာတရားကိုလေ့လာလိုက်စားပြီးတော့ကံစားတာတွေမြင့်အောင်နေတိုင်းဖို့လိုအပ်ပါတယ်။အထူးအကိန်းဒီနိုဝင်ဘာလ17လပိုင်းမှာ မိတ်ဆွေဘုရုရာဟုသားသမီးတို့အတွက်အထူးအကိန်းအနေနဲ့ဝမ်းသာစရာပြောလိုတာကတော့ငွေကြေးကိစ္စရမ်းများချင်းကဆောင်ရွက်တဲ့နေရာမှာငွေချင်းကလုပ်တဲ့ပုံကိုယ်တွေအကျိုးအမြတ်များရရှိမဲ့လာဖြစ်ပါတယ်။ဆောင်ရွက်ရန်ကိစ္စမိတ်ဆွေဘုရုရာဟုသားသမီးများ ခေးသွားလာရမှာဖြစ်စေစီးပွားရေးလုပ်ငန်းများလောက်ကန်ဆောင်ရွက်တဲ့နေရာမှာဖြစ်စေစစာရာရာအစဉ်ပြေဖို့အနောက်ရှက်မရှိအတိုက်ခံမရှိအခက်အခဲမရှိအောင်မြင်ချောမိုးဖို့အတွက်လှုပ်ဆောင်ရမယ့်ကိစ္စရပ်တွေရှိပါတယ်အဖြူရောင်နဲ့နက်ပြာရောင်ဝစ်စားများဝစ်စင်ပြီးတော့အနောက်ရက်ကိုမျက်နှာမူပြီးအုံတို့ခေါဆွဲမြတ်စွာဘုရားရှင်ကိုကတ်လူပါပြီးရင်ဓမ္မစကြာတရားယူပွားပြီးတော့လိုရာစုကိုတောင်းပါအဲ့ဒီအဖြူရောင်နက်ပြာရောင်တို့ကိုလည်းပဲမိမိအတွက်ကံကောင်းစေတဲ့အရာ အကျိုးပေးစေတဲ့အကြောင်းဆိုပြီးတော့ဆောင်ထားရမှာဖြစ်ပါတယ်။အဲဒီအမှုကိစ္စတွေကုသိုလ်ကိစ္စတွေပြုလုပ်ပြီးကညာမှာခေးသွားလာပါလုပ်ငန်းကိစ္စများဆောင်ရွက်ပါ အကျိုးပေးဟောခြင်းအကျိုးပေးဟောခြင်းနေနဲ့ပရမအုဆုံးမိษွေတို့အတွက်အကျိုးပေးကနန်းကတော့ခွန်လေးကိုရှစ်ပဲဖြစ်ပါတယ်။အပူကနန်းအားကောင်းတဲ့အချိန်ကာလဖြစ်ပါတယ်။မိษွေတို့အတွက်အကျိုးပေးတဲ့အရာမှာတောင်းအရာဖြစ်ပါတယ်။အကျိုးမပေးတဲ့အရာကတော့မြောက်အရာပဲဖြစ်ပါတယ်။မိษွေဘုရူရာဟုသားသမီးများ အထူးအားဖြင့်စောစောကပြောခဲ့တဲ့ကန်စာတာအခိုက်တန့်ညံ့နေတဲ့ပုံကူများကန်ချေကန်ပြည့်စည်းပွားတဲ့ပြုလို့ရမယ့်ရရအစီအစဉ်ဖြစ်ပါတယ်မိမိရဲ့မွေးနေ့မှာအနီရောင်နှင်းစီပန်းစိန်ချေပန်းဒန်းညွန့်ဆက်တညွန့်တို့ကိုမြတ်စွာဘုရားရှင်ကိုပူဇော်ပေးပါအဖြူရောင်ဝစ်စားနေဖြစ်စေ၊နက်ပြရောင်ဝစ်စားနေဖြစ်စေမြတ်စွာဘုရားရှင်ရဲ့ထာမဓမ္မစကြာတရားရွတ်ပွားပြီးတော့လိုရာစုတောင်းမှာ မိတ်ဆွေဘို့တို့ရာဟုသာသမီများမကောင်းတဲ့ကံညံ့နေပြပြောက်ပြီးတော့မိမိတို့လိုလားတဲ့ကောင်းခြင်းသူခါတွေရရှိနိုင်ပါစေကိုစိတ်စည်းဝါသုံးပါမကျွန်းချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုစကားနေစုံနားဆင်ပေးတဲ့မိတ်ဆွေတိုင်းမိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ